မင်္ဂလာပါအခရာ Sport EFL Cup Final ပွဲစဉ်ရဲ့ပွဲချုပ်30ချက်စီစဉ်နဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါရစေကျွန်တော်ကအခရာ Host ကောင်းခန့်နဲ့ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလိုင်းစင်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်လက်ရှိဒါ EFL Cup ကဒါကျွန်တော် Premier League အသင်းတွေရော Champions League အသင်းတွေရောတောက်လျှောက်ဒါရှင်ပြိုင်ခဲ့တာရှုံးထွက်အနေနဲ့ရှင်ပြိုင်ခဲ့ရမှာအခုချိန်မှာတော့ဒါ Mid Season Cup ဖြစ်တဲ့ EFL ရဲ့ Final အထိကိုရောက်ရှိလာပြီ Final မှာတွေ့ဆုံမဲ့နှစ်သင်းကတော့ Liverpool အသင်းနဲ့ Newcastle အသင်းတို့ဖြစ်ကြရတယ်ဆိုတော့ Premier League မှာဆိုရင်လည်းဒါလက်ရှိ Liverpool အသင်းကအဆင့်တနေရာမှာယက်တည်နေပြီးတော့ Newcastle အသင်းကတော့လက်ရှိဒါ Premier League တွေပဲအဆင့်6နေရာမှာယက်တည်နေရာဖြစ်တယ်လို့ရာသီကုန်မာလဲသူတို့အနေနဲ့ Champions League ဝင်ခွင့်အတွက်အကောင်းဆုံးအနေအထားတွေမှာရှိတဲ့နှစ်သင်းဖြစ်တဲ့အသင်းကောင်းတွေလည်းဖြစ်တယ်တကယ်ဟိုမှာကျွန်တော် ါ final အထိတက်လာခဲ့တဲ့အခါမှာနှစ်သင်းစလုံးကတကယ်အသင်းကောင်းတွေကိုကြော်ဖြတ်ပြီးတော့မှတက်လာခဲ့ရတာဆိုတော့ဒီ final ပွဲစဉ်ကလည်းတော်တော်လေးကိုကြီးလို့ကောင်းမဲ့ပွဲစဉ်တပွဲဖြစ်လာဖို့ရရှိတယ်ဆိုတော့တစ်ဘက်က Liverpool အသင်းကတော့ဒါသူတို့အနေနဲ့ဒီရာသီမှာမျှော်မှန်းဆရာဖလားနှလုံးထဲကဒါပထမတစ်လုံးကိုသူတို့ရရှိဖို့အတွက်အခွင့်ကောင်းဖြစ်ပြီးတော့တစ်ဘက်က Newcastle အသင်းကလည်းဒီရာသီမှာရရှိနိုင်ချေရှိတဲ့ super player တစ်လုံးကိုအကောင်းဆုံးရယူနိုင်ဖို့အတွက်အခွင့်အရေးအပြည့်အဝရှိနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကအကောင်းဆုံးစိတ်ဝင်စားဖို့ကောင်းလာမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိရာဖြစ်ပြီးတော့ဒါအင်္ဂလန်နိုင်ငံရဲ့ Wembley Stadium ရန်ကြီးထဲမှာဒါရှင်ပြိုင်ကစားကြမဲ့ EFL Cup Final ပွဲစဉ်တွေရဲ့ပွဲချို၃၀ချက်ကိုဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရလဒ်တွေနဲ့အတူပဲစလိုက်ကြရအောင်ဗျမင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို Wise မှပံ့ပိုးပေးတာမို့အာကစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်အာကစားပွဲစဉ်တွေကိုပုံမှန်စစ်လုံချစွာခန်းစားနိုင်ဖို့အတွက် Wise Application နဲ့မှာ Promo Code အခရာနဲ့အခရာစပေါ့ကိုအသုံးပြုပြီး အကောက်အစ်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတယ်မြန်မာကျပ်ငွေအထိစုရေးဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလင့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးရှင်များမှတစ်ဆင့်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေတင်းစိတ်ကြအစီအမံဆုံးနည်းနဲ့လည်းလုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာ အားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကိုလေလက်ရှိဒီနေ့တင်ရဲ့ရှေ့ရပွဲစဉ်တွေရက်လေးကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ကျွန်တော်လေဗာပူးအသင်းကတော့ပြီးခဲ့တဲ့ PSG နဲ့ကျွန်တော်ချန်ပီယံလိဒုတိယကျောပွဲစဉ်မရှုံးခဲ့ရပါတော့ကျွန်တော်ဂျက်လက်ပိုင်းကတော်တော်လေးခြေစမ်းပိုင်းရအောင်တည်ငြိမ်မှုရှိခဲ့တယ်။အဲ PSG ကိုအဝူးကမှနိုင်ခဲ့တယ်1-0နဲ့အိမ်ကမှပြန်ပြီးတော့1-0နဲ့ရှုံးလိုက်တဲ့အတွက်ကြောင့်မဆိုးသေးအချိန်ကိုပိုင်နေထိရောက်ပြီးပိုင်နေလေးနဲ့ကျွန်တော်ဒီပြောရမယ်ဆိုတော့ချန်ပီယံလိကနေလက်ပြနှုတ်ဆက်ခဲ့လိုက်ရပြီ။အဲ့တော့သူတို့ကမျော်မှန်းစရာစူဖလာလက်ရှိ EFL ကနေပရီးမီယံလိပဲရှိတော့ပရီးမီယံလိမှာတော့အချိန်ကတော်တော်လေးကောင်းနေတယ်။အဲ့တော့ ပရီးမီးယားလိနဲ့ပဲကျွန်တော်ဒီယာဒီကုန်တဲ့အခါကျရင်စသိန်းသွားတယ်ဆိုရင်တော့လီဗာပူးရဲ့ဒီယာဒီလက်ရှိဆွမ်းဆောင်ရည်ရောနည်းနည်းလေးတော့နှမျိုးတော့ကောင်းမယ်ပြ။အဲ့တော့ဒီ EFL Cup မှာလည်းဒီပွဲစဉ်တစ်ပွဲပဲကျွန်တော်လည်းဒီတစ်ပွဲနိုင်ရင်ဖလားတလုံးရမယ်ဆိုတဲ့အနေထားပြီးခဲ့နှစ်ကလည်းလက်ရှိချန်ပီယံဖြစ်တာနဲ့အညီနှစ်နှစ်ဆက်တိုက် EFL Cup ကိုကျွန်တော်တို့သိမ်းပိုင်ရမယ်ဆိုတဲ့အနေထားတော့လီဗာပူးအတွက်ကတော့ပြောမယ်ဆိုတော့ဒီဖလားကလည်းသူတို့အတွက်အဲပြီးခဲ့တဲ့ကျွန်တော်တို့ PSG နဲ့ရှုံးမွေးတော့ကိုတော့ပြန်ပြီးတော့နှစ်သိမ်းစီရနှစ်သိမ်းစုအနေနဲ့တော့ပြန်ပြီးတော့ဒါ cover လုပ်လို့ရတဲ့အနေထားလေးတော့ကျွန်တော်မြင်မိတယ်ဗျ။အဲ့တော့လက်ရှိပြီးခဲ့တဲ့ခြေစွမ်းပိုင်းကတော့လီဗာပူးက PSG ကိုရှုံးသွားတဲ့ပွဲစဉ်ရလဲကျွန်တဲ့ပွဲစဉ်တွေမှာတော့သူပုံမှန်တန်းလေးပဲတွန်းအားနေ ဒါပေမဲ့တကွရှိတာကျွန်တော်ပြီးခဲ့တဲ့လီဗာပူးအသင်းရဲ့ပွဲစဉ်တွေမှာတုံးသက်ခဲ့တဲ့အတိုင်းပေါ့လီဗာပူးအသင်းရဲ့ကစားသမားတွေတော်တော်လေးပွဲပန်းနေတဲ့အတိုင်းအောင်တော့ကျွန်တော်တို့မြင်နေရပြီဗျအဲ့ဒီအတွက်ကြောင့်မို့လဲ PSG ကသူတို့ရဲ့ infrequent မှာလာပြီးတော့အနိုင်ယူသွားတယ်ပွဲချင်းအတွင်းမှာလည်းနိုင်တယ်ပန်နေဒီမှာလည်းနိုင်ွားပြီးတော့သူတို့နောက်တစ်ဆင့်ကိုကျွန်တော်တို့အောင်ဝဲခံပြီးတက်သွားရဆိုတဲ့အနေထားမှာတော့လီဗာပူးအသင်းရဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာမော်နယ်နဲ့လေးတော့ထိခိုက်မှုတွေရှိလိမ့်မယ်တစ်ဖက်က Newcastle ကတော့တိုးတည်လဲဒီ EFL Cup Final ဆိုတာနဲ့အရင်တော့စိမ့်နေတဲ့အသင်းမဟုတ်ဗျပြီးခဲ့တဲ့အရှိတနစ်က United အသင်း EFL Cup ကိုရရှိခဲ့နှစ်က United နဲ့ EFL Cup Final ကစားရတယ်သူတို့နှစ်ခုခုမ ရှင်နဲ့ရှုံးခဲ့ပြီး EFL Cup မှာကျွန်တော်ထပ်ပြီးတော့လက်လွတ်ခဲ့ရဆိုရင်အနေထားပေါ့အဲ့တော့ Newcastle အသင်းရဲ့အနေထားကိုပြန်ပြီးကြည့်မယ် Newcastle ကသူတို့ရဲ့အသင်းရဲ့အဓိကဆူဖလားထိပ်ဖြစ်တဲ့ EFL တို့ FA Cup တို့ကျွန်တော် Champion League တို့ Premier League တို့ပေါ့နော်အဲ့လို Cup ဖလားတွေရောကျွန်တော် League ဖလားတွေရောမင်းရရှိခဲ့တာဒီအခုຢာသီးနဲ့ဆို290ရှိပြီဗျာ United နဲ့တွေ့ဆုံတဲ့အချိန်မှာသူတို့ရဲ့68နှစ်ကြာကျွန်တော်ဒီဆူဖလာမရရှိမှုအဆုံးသတ်ဖို့အတွက်လည်းအနည်းဆက်ဆုံးကျွန်တော်ဒီ finally တက်ခဲ့ဆိုပေမဲ့ United ကိုရှုံးခဲ့တယ်ဒီတစ်ချိန်မှာထပ်ပြီးတော့နှစ်80မြောက်မှာထပ်ပြီးတော့ကျွန်တော်ဒီ level 1နဲ့ပြန်ပြီးတွေ့လာပြီးနောက်ထပ် EFL Cup final ဝင်ပလီမှာထပ်ပြီးကန်ရမယ်အဲ့ဒါကိုရက်လက်ကောင်ရရှိအောင်ထပ်ပြီးတော့ဆွမ်းဆောင်နိုင်မယ်အနေထားကိုဆိုလုံးပြနိုင်မလားအဲတိတ်မကြခင်သိကြတော့ဒီနှစ်သင်းကကျွန်တော်ဒီ Premier League မှာတွေ့ခဲ့တယ် Liverpool သင်းရဲ့အိမ်ဝင် Anfield မှာ Liverpool ကနှစ်ဂိုးဂိုးမရှိနဲ့ကျွန်တော်ဒီပေးဂိုးမဲနဲ့ထပ်ပြီး clean sheet နဲ့နိုင်ခဲ့တဲ့အနေထားလေးရှိခဲ့တယ်လက်ရှိ Newcastle ရဲ့ခြေစမ်းမှန်းလည်းနောက်ဆုံး၅ပွဲမှာ၃ပွဲထိရှုံးခဲ့တယ် City ကို2-0နဲ့ရှုံး ်တယ်လီဗာပူး2-0နဲ့ရှုံးတယ်ဘရိုက်တန်ကို2-1နဲ့ရှုံးတယ်ဝက်ဆန်နဲ့နော်တန်ဖောရက်စ်တို့ကို4-3-1-0ဆိုတဲ့ကပ်ပြီးနိုင်တဲ့ရလက်လေးနဲ့နိုင်ခဲ့တာတွေ့ရတယ်အဲ့တော့လက်ရှိနယူကာဆယ်ခြေစွမ်းပိုင်းအရာတော့မြွန်လင်းချက်တွေအများကြီးထားလို့ရတယ်ဆိုပေမဲ့သူတို့အတင်းရဲ့လက်ရှိခြေစွမ်းပိုင်းကတော့အရင်ကြီးတော့တည်ငြိမ်ပြီးတော့ကောင်းမွန်နေနေထားမှာမဟုတ်ဘူးသူတို့အတင်းပုံမှန်ခြေစွမ်းပြပြီးကောင်းနေဆိုတဲ့အနေထားလေးကိုတော့ကျွန်တော်တို့နည်းနည်းလေးပျောက်ဆုံးနေတဲ့အနေထားလေးတွေ့ရတယ်ဒါမှမဟုတ် EFL ကစီးဖိုင်နယ်မှာအတိုးအတည်လေအာဆင်နယ်ကို2ဂိုးဂိုးမရှိဆိုရဲနှစ်ကြော့ဝေါအောင်မှာကျွန်တော်တို့၄ဂိုးဂိုးမရှိဆိုရဲရလက်အထိပေးဂိုးမဲနဲ့နှစ်ကြော့ပေါင်းကျွန်တော်တို့အာဆင်နယ်ကို၄ဂိုးအထိသွင်းခဲ့ပြီးသူတို့ကြော ော်ဖျက်ဖျက်ခဲ့တယ်ဗျအဲ့ဒါတော့ AFL ကမှာဆိုတော့ Newcastle အသင်းရဲ့ကစားသမားတွေတော်တော်လေးကိုတတိထားပြီးတော့ရှင်မြန်ကစားနေရဆိုရယ်စိတ်သက်ပိုင်းဆိုင်အောင်ကျွန်တော်တွေးရတယ်အဲ့တော့ဒီချိန်တွစ်ဆုံနဲ့ Liverpool နဲ့ Newcastle မှာတော့နှစ်သင်းလုံးကတော့ကိုစီကြီးမှန်းချက်မျောမှန်းချက်နဲ့ AFL ကဖိုင်နယ်ကိုဖျက်ဆီးမှာဆိုတော့တော်တော်လေးလေးတို့ကောင်းမွန်ပွဲစဉ်မှာဖြစ်တယ်လို့ဘယ်အသင်းကအသာစီရရှိသွားမလဲဘယ်အသင်းကဆူဖလားနဲ့ကျွန်တော်အနိုင်ပိုင်းွားနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်နေတာလေးရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ပါကွေလက်ရှိဒါဆိုညူကာဆယ်အသင်းကတော့တို့နောက်ဆုံး၅ပွဲမှာ၃ပွဲထိရှုံးနေထားခဲ့ရပြဒီထဲမှာကလီဗာပူးအသင်းနဲ့တွဲဆုံခဲ့တဲ့ပွဲစဉ်နဲ့ပါပြီးတော့လီဗာပူးအသင်း အဲ့အိမ်ခွင်းဒါအန်ဖီးမှာသူအနေနဲ့တူးစီးဆိုရရလနဲ့ဒါကိုပြက်ရလနဲ့သူရှုံးနေခဲ့တယ်။နောက်ကျွန်တော်တို့ဒါ Brighton အသင်းကိုလည်း2-1ဆိုရရလနဲ့ရှုံးနေခဲ့တယ်လို့တစ်ဖက်ကဒါ Manchester City အသင်းကိုလည်း4-0ဆိုရရလနဲ့ရှုံးနေခဲ့တယ်ဗျ။ဒါဟုတ်ချီချင်းအဖြစ်ဒါ Newcastle United အသင်းဒီဒီယာဒီမှာတကယ်အသင်းကောင်းနေတဲ့ရှင်ပြိုင်ကစားလေးရှိတဲ့အခါမှာသူတို့အနေနဲ့အနိုင်ရယူနိုင်လေးမရှိဘူး။အဓိက Twin ခုတွေရရှိဖို့တော့သူတို့အနေနဲ့ရုန်းကန်ရတယ်ဆိုတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်မြင်တွေ့ရတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ Liverpool အသင်း Liverpool အသင်းကဒါနောက်ဆုံး9ပွဲမှာတပွဲပဲသူရှုံးနေခဲ့တယ်။ရှုံးနေခဲ့တဲ့ပွဲစဉ်ကလည်းဒါ ချန်ပီယံလိဒါရှုံးထွက်အဆင့်ပွဲစဉ်မှာဒါသူတို့ရှုံးနှိမ့်ခဲ့တာဖြစ်တဲ့အတွက်ဒါချန်ပီယံလိကနေလည်းသူတို့နှုတ်ထွက်ခဲ့ရတယ်ဗျဆိုတော့ဒီအနေထားကိုကြည့်ကြရင်လီဗာပူးအသင်းရဲ့နောက်ဆုံးရှုံးပွဲနှစ်ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါ FA Cup မှာဒါ Plymouth Argyle အသင်းကိုသူတို့ရှုံးနှိမ့်ခဲ့တယ်နောက်ဆုံး Champions League မှာ Paris Saint-Germain အသင်းကိုရှုံးနှိမ့်ခဲ့တယ်ဒီနှစ်ပွဲရှုံးနှိမ့်ခဲ့တဲ့အနေထားမှာနှစ်ပွဲကျွန်တော်ဖလားနှလုံးလက်လွတ်ခဲ့ရတာဗျ ဆိုတော့ဒါကျွန်တော်လီဗာပူးအသင်းရဲ့ရှုံးပွဲတွေကတော့တော်တော်ကြီးဟိုဒါကျွန်တော်ခန်းစားခက်လိမ့်မယ်ရှုံးပွဲတွေဆိုတော့အနိုင်ရရှိတဲ့ပွဲစဉ်တွေတည်ရဖြစ်တဲ့ပွဲစဉ်တွေကဒါကျွန်တော်ပရီးမီးယားလီးဂ်တို့ဒါချန်ပီယံလီးဂ်တို့မှာပထမအကြောတော့သူနိုင်ခဲ့ဆိုရင်ဒုတိယအကြောမှာပြန်ပြီးတော့ရှုံးနေခဲ့တာဆိုတော့ဒီအနေအထားထဲမှာအနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေကတော့ဒါပရီးမီးယားလီးဂ်မှာအကောင်းဆုံးအနေအထားတစ်ခုမှာသူတို့ရက်တိနေနိုင်တယ်ဆိုပေမဲ့တကယ်ရှုံးထွက်ပွဲစဉ်တွေမှာနောက်ဆုံးနှစ်ပွဲဆက်တိုက်ကိုသူတို့ရှုံးနေခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဒီနှစ်ပွဲရှုံးနေမှုကနေသူတို့ဖလားနှလုံးလှည့်လွတ်ခဲ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့နောက်ဆုံးအဆင့်ဒါ EFL က Caravan Player ရဲ့နောက်ဆုံး final ဆိုတဲ့ stage ပြဒီ stage မှာဒါ Liverpool အသင်းကဒါရှုံးထွက်အဆင့်တွေမှာသူတို့ရှုံးနေခဲ့တဲ့ပုံစံတစ်ခုထပ်ပြီးတော့ပြတ်သားလာအောင်မယ်သူတို့အသင်းရဲ့ကစားသမားတွေရဲ့ပွဲပန်းနေဖို့အနေထားဒီနေ့ပွဲစဉ်မှာလည်းထပ်ပြီးတော့မြင်တွေ့ရအောင်မယ်ဆိုလို့ရှိရင်အကြိမ် Liverpool အသင်းကဒီနေ့ပွဲစဉ်မှာရှုံးနေခဲ့မယ်ဆိုတော့သူတို့အသင်းအတွက်တော်တော်ကြီးကိုခံစားခတ်တဲ့ဒါကျွန်တော်ပွဲစဉ်တစ်ပွဲတော့ဖြစ်သွားဖို့ရရှိတယ်ဆိုတော့ဒါ Liverpool အသင်းကလည်းအကောင်းဆုံးရှင်ပြိုင်ကစားမှုတစ်ခုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါပြီဆိုတော့တစ်ဖက်ကနျူကာဆယ်အသင်းကတော့သူတို့အနေနဲ့တကယ်အသင်းကောင်းအနေနဲ့ရှင်ပြိုင်တွေ့ဆုံမှုတွေမှာဒါရလက်ကောင်မရရှိခဲ့မှုတော့ဒီနေ့ ွဲစဉ်မှာအဆုံးသတ်မလားဆိုတော့ဒီနေ့ပွဲစဉ်တစ်ပွဲကိုနိုင်လိုက်ရုံနဲ့တင်သူတို့အနေနဲ့290ကြာဒါ super player မရရှိမှုကိုအဆုံးသတ်သွားနိုင်မှာဖြစ်တဲ့အတွက်ညူကာဆယ်အသင်းကဘလောက်ထိများဒါစ조사ပြင်ဆင်လာမလဲတစ်ဖက်ကလီဗာပူးအသင်းကလည်းဒီရသည်မှာရရှိနိုင်ချေရှိရဖလားနှလုံးနဲ့ကဒီပွဲစဉ်နိုင်လိုက်ရုံနဲ့ဖလားတစ်လုံးကိုဒါဥစ္စာပထမရရှိထားမှာဆိုတော့သူတို့အသင်းရဲ့ဒါနောက်လာမယ့်ပွဲစဉ်တွေမှာလည်းဒါချေဆွမ်းခေါင်းတွေကိုဒါပြန်လဲပြီးတော့စေတပိုင်းဆိုင်ရာအရာမြင့်တက်သွားပြီးတော့အကောင်းဆုံးဒါရှင်ပြိုင်ကစားပြီးတော့နောက်ပိုင်း Premier League မှာလည်းဒါရာသီကုန်မှာအဆင့်တနေရာမှာဆက်လက်ရပ်တည်ပြီးတော့ဒါကြောင့် Champion Super League ကိုခိုင်မြှောက်ဖို့အတွက်ခွင့်ရရလည်းအပြည့်ရှိ နေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းနှစ်သင်းစလုံးကအနိုင်ရရှိဖို့အတွက်ကိုအကောင်ဆုံးစ조사ပြင်ဆင်လာမှာဖြစ်လို့နှစ်သင်းစလုံးရဲ့ဒါကျွန်တော်တို့ဒါအကောင်ဆုံး조사အထောက်အမှုတွေကိုမြင်တွေ့ရမှာဖြစ်ပြီးပွဲကြီးပွဲကောင်းတပွဲကိုကြီးရှိရဖို့ရှိနေရလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်ဒါလီဗာပူးအသင်းနဲ့နျူကာဆယ်အသင်းတို့ကဒါပရီးမီးယားလိမှာဆိုရင်ထိတိုက်တွဲဆုံနေကြအသင်းတွေဖြစ်တယ်ဆိုတော့ဒီအနေထားမှာနျူကာဆယ်အသင်းကလီဗာပူးအသင်းကိုကြော်ဖြတ်ဖို့အတွက်တော်တော်လေးကိုခက်ခဲခဲ့တာတွေတွေ့ရပြန်အနိုင်မရရှိခဲ့တာတွေတော်တော်လေးကိုကြာနေပြီဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်တွဲဆုံမှုအကြောင်းလေးကိုလည်းပြပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကွေဒီနေ့တင်းရဲ့ထိတဲ့တွေ့ဆုံမှုကနောက်ဆုံးအနည်းသဆုံးကိုမကြည့်မဲနဲ့တမိုင်းတောက်လျှောက်ကိုကြည့်မဲဆိုတော့လီဗာပူးတင်းကတော်တော်လေးကိုအသာစီးရတာကျွန်တော်တွေ့ရတယ်ပြီးတော့ထူးထူးခြားခြားပဲဒီနေ့တင်းကကျွန်တော်ဒီအင်္ဂလန်ပရီးမီးယားလိရအသင်းနေအင်္ဂလန်အသင်းနေဖြစ်ပေမဲ့လေဒီနေ့တင်းကရှုံးထွက်ဖလားပွဲစဉ်တွေမှာမတွေ့ဆုံခဲ့တော်တော်လေးကြာပြီဗျာ ဲ့တော့ပြောမယ်ဆိုရင်တော့လက်ရှိအနေအထားရရောခြေစမ်းပိုင်းရနယူကာဆယ်တိုးတက်လာတာမှန်ပေမဲ့လည်းနောက်ဆုံး16ကြိမ်လုံးမှာတော့နယူကာဆယ်နဲ့လီဗာပူးနဲ့တွဲဆုံတဲ့အချိန်မှာလီဗာပူးက17ကြိမ်နိုင်ပြီးတော့9ကြိမ်ထိတည်ကြခဲ့တယ်။နယူကာဆယ်အသင်းအနိုင်မရရှိခဲ့ရဆိုကြောင့်လေဆယ်စုနဲ့တင်နဲ့ခြေခဲ့ပြီဗျ။အဲ့တော့ဒီကြိမ်တွဲဆုံတဲ့အချိန်မှာတော့နယူကာဆယ်အသင်းအနေနဲ့အနိုင်ရရှိဖို့တော့အခွင့်အရေးတော့ရှိရတယ်။ဒါပေမဲ့တမိုင်းကြောင်းအစဉ်လာအရာနဲ့ hat to hat အနေထားရတော့နယူကာဆယ်အတွက်ကနည်းနည်းလေးပြောရမယ်ဆိုရင်တော့တော်တော်လေးကိုစိတ်သက်ပိုင်းဆိုင်ရာပြန်ပြီးကြည့်ရမယ်ဆိုတော့နည်းနည်းလေးတော့ပြန်ပြီးတော့စိုးရင်စရာအနေထားလေးရှိရပေါ့နော်။ဒီရာသီတွဲဆုံခဲ့တဲ့ Premier League နဲ့ကြော်လုံးမှာလေ ယ်နျူကာဆယ်တင်းရဲ့အိမ်ကွင်းမှာတော့တဖောက်သုံးဂိုးသေတေးကြခဲ့တယ်လီဗာပူးတင်းရဲ့အိမ်ကွင်းမှာတော့နှစ်ဂိုးမရှိနဲ့လီဗာပူးတင်းကနိုင်ခဲ့တယ်ပြန်ပြီးတော့တစ်ခုကြည့်ရမှာလီဗာပူးကဒီရာသီမှာပြန်ပွဲသုံးတောက်လျှောက်ကန်လာတဲ့အနေအထားဒီဂျာရဲမှာလည်း PSG အသင်းနဲ့မိနစ်120အပြည့်ပေါ့နော်ကျွန်တော်တို့ချန်ပီယံလိရှုံးထွက်အဆင့်ကိုကန်ထားရတဲ့ဆိုရဲအနေအထားမှာတော့လီဗာပူးတင်းရဲ့ကစားသမားတွေကတော့နျူကာဆယ်အသင်းရဲ့ကစားသမားတွေထဲဆိုင်တော့တင်ကြပေါက်ပွဲပန်းနေမယ်ပြီးတော့အဲ့ပွဲအင်းမှာလည်းရက်လက်ပိုင်းအင်းကအရှုံးရက်လက်နဲ့ကျွန်တော်ရင်ဆိုင်လိုက်တာဆိုတော့စိတ်ပိုင်းဆိုင်ရာမှာလည်းနည်းနည်းလေးတော့ထိခိုက်မှုတွေရှိနေလိမ့်မယ်ဗျအဲ့တော့ဒီဂျင်တွဲဆောင်တဲ့ AFC Cup Final မှာတော့တစ်ဖက်ကနျူကာဆယ်သူတို့ရဲ့ဆို ုဖလားမရရှိမှု190ဆိုတဲ့အထိကြာနေတဲ့စနေတခုကိုလည်းပြန်ပြီးတော့အဆုံးသတ်ဖို့အတွက်စူးစမ်းလာမယ့်အချိန်တစ်ဖက်ကလေဗာပူးကလည်း PSG နဲ့ရှုံးပွဲအကြောင်း ဒီ UEFA Champions League ကနေထွက်ခေါက်ခဲ့ရတဲ့အရှုံးကိုပြန်ပြီးတော့သူတို့ရဲ့ပြိသက်တွေကို EFL ကနေပြန်ပြီးနှစ်သိမ့်ပေးရမယ်အချိန်အဲ့လိုမဟုတ်မနဲ့ယာတီကုန်တဲ့ခါကျရင် Premier League တစ်လုံးနဲ့ပဲကျွန်တော်တို့စက်သိမ်းသွားမယ်ဆိုတော့ကျွန်တော်ဒီ Liverpool တဲ့တော့ကတော့ဒီယာတီတော့တော်တော်လေးကိုနှစ်မျိုးပိုးကောင်းနေယာတီတစ်ခုဖြစ်သွားနိုင်တယ်အဲ့တော့ဒီတစ်ချိန်မှာတော့တွဲဆုံတဲ့နှစ်သိမ်းလုံးကကိုစီကိုစီအရေးကြီးနေတယ်တစ်သိမ်းကလည်းသူတို့မှလည်းဖီအားကိုစီရှိသူတို့တစ်ဖက်တစ်သိမ်းကလည်းသူတို့မှ player မရရှိမှုကြာမြင့်နေတဲ့နှစ်ကနှစ်ပေါင်း80ဆိုတဲ့အနေထားတော်တော်လေးကိုပြောရမယ်ဆိုတော့ဒီယာတီမှလာဒီ player ရရှိခဲ့ရင်သူတို့အသင်းရဲ့တမိုင်းမှာဒီကစားသမားတွေကတော်တော်လေးကိုပြိသက်တွေရဲ့ရင်ထဲရောက်သွားမှာဗျအဲ့ဒီ ီအနေထားတွေအစားသူတို့မှလည်းအားတက်စရာအနေထားလေးရှိတယ်။တစ်ဖက်ကလီဗာပူးအသင်းရဲ့ကစားသမားတွေလည်း PSG အသင်းနဲ့ရှုံးပွဲကျွန်တော်တို့ပြောရမယ်ဆိုတော့ပြန်ပြီးနှစ်သိမ့်စရာအနေထားတစ်ခုဒီပွဲစဉ်မှာအနိုင်ရရှိပြီးတော့ဖလားတလုံးနဲ့ပြန်ပြီးတော့ချေဖက်ပြနိုင်မယ်ဆိုတဲ့အနေထားကလည်းသူတို့အတွက်တော်တော်လေးကိုပြောရမယ်ဆိုတော့နှစ်သိမ့်လုံးနဲ့မလုံးလေးတွေကတော်တော်လေးကိုကောင်းနေပြအဲ့တော့ဒီဂျင်တွဲဆုံမှာရောပုံမှန်အတိုင်းလီဗာပူးအသင်းရမယ်အသာစီးရနေရောထပ်ပြီးတော့စွမ်းဆောင်ပြသွားနိုင်မှာဒါမှမဟုတ်ပဲနယူကာဆယ်ကအသာစီးများကြီးရှေ့ကကြာခဲ့တဲ့လီဗာပူးအသင်းနဲ့တွဲဆုံမှုတိုင်းမှာပြန်ပြီးတော့အသာစီးရရှိနိုင်တဲ့တပွဲကသူတို့အတွက်ဖလားတလုံးဆိုတဲ့အနေထားဖြစ်သွားနိုင်တဲ့အနေထားကသူတို့အတွက်များပို့ပြီးတော့ချုံမင်နေတဲ့ရ ားလက်တစ်ခုကိုဖော်ဆောင်နိုင်မလားတော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲစဉ်တပွဲဖြစ်တော့နှစ်သိန်းလုံးအတွက်တော်တော်လေးအရေးပါတဲ့အနေအထားမှာဘလို့ရက်လက်တွေထွက်လာပြီးတော့ဘလို့သွင်းမှုတွေမြင်ရမယ်ဆိုရဲအစတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့်အနေအထားလေးဖြစ်နေပါပြီဗျ ဟုတ်ကဲ့ကိုကြီးဆိုတော့လီဗာပူးအသင်းနဲ့နျူကာဆယ်အသင်းတို့ကဒါထိတဲ့တွဲဆုံမှုတွေရှိပဲဆိုပေမဲ့နျူကာဆယ်အသင်းကဒါလီဗာပူးအသင်းကိုအနိုင်မရရှိခဲ့တာနာ18ပွဲဖြစ်နေပြီဗျနောက်ဆုံးအနိုင်ရရှိခဲ့တာက2015တုန်းကဆိုလို့ရှိရင်ဒါအခု2025ဆိုလို့ရှိရင်တကယ်ကိုအခုပြောခဲ့သလိုပဲ10ဇူးနဲ့တဇူးစာလောဖြစ်နေပြီဒီအနေအထားတစ်ခုမှာဒါနျူကာဆယ်အသင်းကဒါလီဗာပူးအသင်းကိုကြော်ဖြတ်ပြနိုင်ခဲ့မယ်ဆိုလို့ရှိရင်တကယ်ချုံမိန်ခြင်းကဒါဖလားတလုံးကိုဖြစ်နေတာဖြစ်တဲ့အတွက်နျူကာဆယ်အသင်းကလည်းအကောင်းဆုံးစူးစမ်းပြင်ဆင်လာမှုတွေကိုကျွန်တော်မြင်တွေ့ရမှာပဲတစ်ဖက်ကလီဗာပူးအသင်းကတော့ဒါဒီလူစင်းနဲ့ပဲသူတို့တရား ာသီလုံးစာဒါကျွန်တော်တို့ကန်နေရတဲ့အနေထားမှာလူစင်းရင်အားပိုင်းအရာတော့တောင်းတင်းနေတကယ်ဟိုဒါကစားသမားတွေအနေနဲ့ခြေစွမ်းကောင်းတွေပြသထားနိုင်တယ်ဆိုပေမဲ့ဒါရှေ့မှာလဲဇက်တိုက်တွေကျွန်တော်တို့ဒါပွဲစဉ်တွေအားလုံးကိုတကယ်ကျွန်တော်တို့ဒါပရီးမီးယားလိမှာဆိုလဲအကောင်းဆုံးသူတို့အနေနဲ့ဒါအဆင့်တင်နေရမှာဖယ်မပေးရအောင်လို့ဒါအမှတ်ဖြတ်ထားနိုင်အောင်လို့အကောင်းဆုံးဇက်တိုက်တရာသီလုံးစာစ조사ခဲ့ရသလိုချန်ပီယံလိမှာလဲတကယ်ဟိုနောက်ဆုံးအချိန်ထိကိုသူတို့အကောင်းဆုံး조사ခဲ့ရတာဗျာဒါပေမဲ့ကျွန်တော်ဒါကန်အကောင်းအကြောင်းမလှဆိုတာနဲ့ပဲဒါကျွန်တော်ချန်ပီယံလိပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာခဲ့ရတယ်ဒါပေမဲ့ဒီနှောက်မှာတော့ ဒါကျွန်တော် EFL ကရဲ့ ဖိုင်နေဗျဒီအနေအထားအရာမှာတော့တို့အနေနဲ့ဒီနေ့ပွဲစဉ်ကိုအနိုင်ရလဲယုံနေတာဖလားတလုံးကိုဒါကျွန်တော်တင်ပိုက်နိုင်မယ်ဆိုတော့အနေအထားတစ်ခုနောက်ထပ်ပြီးသွားရင်ဒီပွဲစဉ်ပြီးသွားရင်တို့မှာထပ်ပြီးတော့ကန်ဆယ်ပွဲစဉ်ကဒါဧပြီလတော့မှပြန်ပြီးတော့လာမှာဗျဆိုတော့ဂျာထဲမှာ international break ကလည်းရှိတယ်ဆိုတော့ဒီပွဲစဉ်မှာတော့အကောင်းဆုံးဒါလူစင်းရင်တစ်ခုပဲနှစ်သင်းစလုံးကဒါထုတ်လာဖို့ရရှိတယ်ဒီနှစ်သင်းစလုံးတွေ Premier League ပွဲစဉ်29ကိုဒါကျွန်တော်တို့ဒါပွဲချုပ်အဖြစ်နဲ့ကန်ထားပြီးသားဆိုတော့တို့အနေနဲ့ Premier League ပွဲစဉ်တွေလည်းထပ်ပြီးတော့ကန်ဆယ်မရှိတော့ဒီပွဲစဉ်ကတို့အတွက်တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့လူစင်း င်းအင်အားပိုင်းအရာတော့ဒီနေ့တင်းရတာအကောင်းဆုံးဆိုရင်လူစီရင်တစ်ခုကိုတော့ထုတ်လာနိုင်ရည်ရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့တကယ်ကိုကျွန်တော်တို့ဒါပွဲချီပွဲကောင်းတစ်ပွဲကိုတော့ဆက်လက်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်ဗျ။โอเคပါကွေးကျွန်တော်လီဗာပူး သင်းနဲ့ဒါ Newcastle အသင်းတော် EFL Cup မှာ final အဖြစ်နဲ့ဒီနှစ်သင်းကလာရောက်ပြီးထိတ်တိုက်တွေ့ဆုံကြရတယ်။ဆိုတော့ဒီအနေအထားတစ်ခုမှာ Liverpool အသင်းကဖြတ်သန်းခဲ့ရတာလေ EFL Cup မှာတကယ်အသင်းကောင်းတွေကိုသူအနေနဲ့အကောင်းဆုံးကြော်ဖြတ်ပြီးတော့ဖြတ်သန်းခဲ့ရတယ်။ဒီဘက်က Newcastle အသင်းကလည်းတကယ်ကိုအသင်းကောင်းတွေကိုမှသူအနေနဲ့ဒါရှုံးထွက်အဆင့်တွေမှာတစင်ချင်းစီဖြုတ်ချဖြုတ်ချပြီးတော့မှနောက်ဆုံး final ကိုတက်လာခဲ့တာ။ပြောရမယ်ဆိုလို့ရှိရင်ဒီနှစ်သင်းစီဒါ final မှာထိုက်တိုက်တန်တန်ကိုရောက်ရှိနေတဲ့အသင်းနှစ်သင်းဖြစ်တယ်။ဒီအနေအထားတစ်ခုမှာကျွန်တော်လာ Lucien အင်အပိုင်းအရာကြည့်မယ်ဆိုရင်တော့ Liverpool အသင်းကလည်းဒါကျွန်တော်ပွဲစဉ်တွေအများကြီးများတယ်။အဲကျွန်တော်တို့ဒါကစားစ မားတွေပွဲပန်းနေရဆိုပေမဲ့ဒဏ်ရာပြဿနာနေပါနေရဗျာတစ်ဖက်ကညူကာဆယ်အသင်းကတော့ဒါကြောင့်သူ့အနေနဲ့လည်းကျွန်တော်တို့ဒါပြည်တွင်းပွဲစဉ်ဒီလိုမျိုး EFL Cup တို့ Premier League တို့မှာအကောင်းဆုံးရှင်ပြိုင်ကစားနေရတယ်ဆိုရင်တို့ဥရောပပွဲစဉ်တွေရှင်ပြိုင်ကစားစရာမရှိတာဖြစ်တဲ့အတွက်တို့ရဲ့အသင်းဒဏ်ရာလူစင်းရင်းကလည်းနေပါနေနှစ်သင်းစလုံးရဲ့ဒဏ်ရာလူစင်းရင်းလင်းပါနေတာဖြစ်ပြီးတော့ Liverpool အသင်းရောညူကာဆယ်အသင်းရောဒီတစ်ခေါက်မှာတော့အကောင်းဆုံးဆိုရင်လူစင်းရင်း17ရောက်ကိုတို့ဒါထုတ်ပြလာနိုင်နေရှိတဲ့အနေအထားတစ်ခုဗျာဆိုတော့ဒီအနေအထားမှာအခုအနေနဲ့ဆိုရင်တော့ဒါ Liverpool အသင်းရဲ့ညူကာဆယ်အသင်းတို့ရဲ့ပေါ်ထွက်လူစင်းရင်းကဘယ်လိုပုံစံလေးဖြစ်မှာဗျာ ဟုတ်ကဲ့ပါကွေဒီနေ့သင်ရဲ့လက်ရှိလူစင်းရအောင်ဒံရပြဿနာကိုကြည့်မယ်ဆိုတော့နှစ်သိန်းလောက်တော့နည်းပါးနေအောင်ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ Liverpool ကပြီးခဲ့တဲ့ PSG နဲ့ပွဲစဉ်မှာဒံရရှိသွားတဲ့ Alexander Arnold ရဲ့နေရာမှာအစားထိုးဖို့တော့ပေါ့နော်။ကစားသမားရဲ့နည်းနည်းလေးရှားပါးနေတာကျွန်တော်ပြန်ပြီးတော့တွေ့ရတယ်။ဘာဖြစ်လို့ လက်ပဝုသင်းရဲ့ဒဏ်ရကစားသမားဆင်းရနဲနေရတွေ့တယ်။ဒါပေမဲ့လည်းကစားသမားတွေရဲ့ဒဏ်ရနေနေရတနေရာတွေများနေတယ်။အဓိကအလက်ဇန္ဒားအာနုရဲ့ right back မှာအလက်ဇန္ဒားအာနုဒဏ်ရရှိသွားတယ်။အဲ့ဒါပြင်မှာသူ့မတိုင်ခင်မှာဒဏ်ရရှိနေတဲ့ကစားသမားမှာ Joseph Gomez ရှိမယ်၊ Connor Bradley ရှိမယ်။ဒီကစားသမားနှစ်ယောက်လုံးကဒီပွဲစဉ်မှာမပါဝင်နိုင်သေးဘူး။အဲ့တော့အဲ့နေရာမှာကစားနိုင်တာအလက်ဇန္ဒားအာနုတစ်ယောက်ပဲကျန်နေပြ။အခုအာနုကဒဏ်ရရှိသွားပြီဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာ concert ကစားနေရကျွန်တော်တွေ့ရတယ်။အဲ့တော့အဲ့ဒီ right back chance အနေထားတစ်ဖက်ကလာမယ့် Harvey Barnes တို့ Anthony Gordon တို့ရဲ့လင်မြန်တဲ့ကျွန်တော်ဒီ counter attacking နဲ့ transition တွေကိုနည်းနည်းလေး းပြန်ပြီးတော့လိုက်တဲ့အခါကျရင် NAM များရှိလာနိုင်မလားဆိုတဲ့တန်တရားလေးကျွန်တော်ပြန်ပြီးစိုးရင်မိတယ်ဗျ။ဟုတ်ဆိုလက်ရှိ Liverpool ကတော့ဒဏ်ရာဆင်ရင်ရတော့3ယောက်ပဲရှိရမှန်မြင်မယ်လေ။သူတို့က position တစ်ခုထဲမှာကစားသမား3ယောက်လုံးဒဏ်ရာရနေရအောင်နည်းနည်းလေး Liverpool တွက်ကတော့ကန်ဆိုးတဲ့အနေအထားလေးတစ်ခုတော့ဖြစ်နေတယ်ဗျ။တစ်ဖက်က Newcastle ကိုပြန်ပြရမယ်ဆိုတော့ Newcastle ကသူတို့ရဲ့ခန်းစစ်ကစားသမားဖြစ်တဲ့ Lascelles တို့ Lewisor တို့ပြီးတော့ Seven Bowman တို့ဒဏ်ရာရနေတယ်။အဲ့တော့သူတို့ရဲ့ခန်းစစ်တစ်ပိုင်းမှာလေနည်းနည်းရောအားနည်းချက်ရှိရမှန်မြင်မယ်လေ။သူတို့ရဲ့ဒဏ်ရာရှိနေတဲ့ position မှာပြန်ပြီးတော့ back up လုပ်နိုင်တဲ့ back up player တွေအရင်ကစားသမားတွေအသင့်အနေအထားမှာရှိတယ်။ဒါပေမဲ့ Liverpool ကတော့သူတို့ရဲ့ right back နေရာ ာမှာကစားသမား၃ယောက်ရှိတယ်၃ယောက်လုံးဒဏ်ရနေတာဖြစ်တဲ့ကြောင့်ဒီနေရာမှာ concept ပြန်ပြီးတော့ဝင်ကစားမယ်အနေထားမှာအကယ်၍အခက်မသိလို့အလဲပြောင်းလေးလုပ်ရမယ်ဆိုရင်တော့ဒီကစားသမားနေရာမှာပြန်ပြီးအစားထိုးဖို့အတွက်နောက်ထပ်ကစားသမားအရင်အင်အားမှာမရှိတော့ဘူးဗျအဲ့တော့ဒါကတော့ Liverpool အတွက်တော့နည်းနည်းလေးစိုးရိမ်စရာအနေထားလေးဖြစ်နိုင်တယ်ပေါ့နော် Liverpool အသင်းရဲ့ဒီပွဲစဉ်မှာကျွန်တော်ဖြစ်နိုင်မယ့်လူစုံပြန်ပြီးကြည့်ရမယ်ဆိုတော့ကုသမားနေရာမှာကျွန်တော် Alisson Becker ပဲပြန်ပြီးပို့ထွက်လာဖို့ရှိမယ်ဘယ်ဘက်ချမ်းခံစစ်မှာတော့ Robinson ညာဘက်ချမ်းမှာတော့ Arno or Connor Bradley or Gomez တို့ဒဏ်ရဖြစ်နေတဲ့ကြောင့်ဒီပွဲစဉ်မှာရွေးချယ်စရာ concept တယောက်ပဲရှိတော့မယ်ဗျအဲ့တော့ညာဘက်ချမ်းနေရာမှာတော့ concept ခံစစ်တူနေမှာတော့ Vaga ဗန်နိုင်းနဲ့ခူနာတင်းနဲ့ ကွန်လန်တော့ဖမှာတော့ Johnny Gravesh နဲ့ Matt Alistair နံပါတ်10 room မှာတော့ Suppos Line အဲ့လိုမှမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဒီကစားသမားတွေဒီပွဲပန်းနေလို့ fitness မိုင်းအပြေးဝမှုမရှိဘူးဆိုရင်တော့ Cardiff Jones တို့ဘာလို့ပြန်ပြီးတော့ဒီကစားသမား၃ယောက်နေရာမှာတယောက်နေရာမှာအပြင်းပြင်းအစားထိုးတွေ့ရနိုင်တယ်။ Pepper Chan တိုက်ဆက်မှာတော့ကျွန်တော် Lewis တို့ရဲ့ညာဘက်ခြမ်းနေရာမှာတော့ကျွန်တော်ဒီ Mohamed Salah နံပါတ်9 room မှာဒီပွဲစဉ်မှာ Diego Jota ပဲထပ်ပြီးပွဲထလာဖို့ရှိမယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ Cody Gakpo 100% Niba fitness ပြည့်နေရဆိုရင်တော့ Lewis DS ကနံပါတ်9 room Cody Gakpo က Pepper Chan မှာပြန်ပြီးတော့ပွဲထလာနိုင်တယ်။ဖြစ်ကောင်းဖြစ်နိုင်တဲ့အနေထားပါဗျာ။အဲ့တော့ Liverpool ရဲ့လက်ရှိလူစင်းအရာတော့ဘာမှ တော့အပြောင်းလဲအများကြီးလုံးနိုင်စရာမရှိဘူးအဲ့တော့အဓိကကစားသမားအချို့ကတော့ပွဲပန်းတဲ့ down နည်းလေးခံစားရမယ်အဲ့ဒါလေးကိုပြန်ပြီးတော့ အင်ပီအပီနဲ့ပြန်ပြီးကစားနေတဲ့မိနစ်90အတွင်းအပြတ်ဖြစ်နိုင်တော့လေဘဘူးတော့ကတော့မစိုးလောက်ဆိုတဲ့အနေထားဖြစ်ပေမဲ့လည်းအချိန်မူတွေပါရောက်သွားတယ်လေဘဘူးအသင်းရဲ့လူစင်းအင်အားနဲ့ပွဲပန်းတဲ့ဒဏ်ရရတော့နည်းနည်းလေးတော့စိုးရင်ရပွဲအနေထားလေးရှိတယ်ဗျအဲ့တော့တစ်ဖက်ကနီယူကဆယ်အသင်းရဲ့ line up ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဖြစ်နိုင်မွယ်ကိုဒူမားနေရာမှာတော့နစ်ပုံဘယ်ဘချန်းခန်းစင်းမှာတော့ကျွန်တော်တို့ Lewis Sordan ရတယ်ဖြစ်နိုင်ကြောင်းဒီဘက်နေ့ပြင်မှာ Liverpool တို့ပြန်ပြီးပေါ်ထွက်လာဖို့ရှိမယ်ညာဘချန်းနေမှာတော့ Trippier ခန်းစင်းအတွင်းလူနေရာမှာတော့ Dan Ban နဲ့ Fabian Shaw ွင်းလင်အတွက်ဖက်မှာတော့လီဗာပူးအသင်းကိုကောင်းကောင်းလေးရှင်ပြန်တုတ်ပြန်ကစားနိုင်တယ်ယူကာဆယ်အသင်းရဲ့ကွင်းလင်အတွက်ဖြစ်တဲ့ဂျိုလီတန်တိုနာလူဂူမာရစ်ဒီကွင်းလင်ကအာဆင်နယ်အသင်းကိုကျွန်တော်တို့ဇီမီဖိုင်နယ်ဆင်မှာပေါ့နော်ကျော်လုံးကိုအနိုင်ရရှိရေးပွဲစဉ်မှာလည်းဒီကွင်းလင်လှုပ်အားနှုန်းနဲ့ဒီကွင်းလင်ရဲ့မမှန်ထန်ထန်တဲ့ physically ပိုင်းရောင် fitness ပိုင်းရောင်ဟောတောင့်တင်းမှုရှိတာကြောင့်တော်တော်လေးကိုကောင်းမွန်တဲ့ကွင်းလင်တစ်ခုကိုကျွန်တော်တွေ့ခဲ့ရဖြစ်တယ်အဲ့တော့ဒီပွဲစဉ်မှာလည်းကျွန်တော်ဒီကွင်းလင်လှုပ်အားနှုန်းကတော်တော်လေးကိုအရေးပါအောင်ဖြစ်ပြီးတော့ဂျိုလီတန်တိုနာလီဂူမာရစ်ရဲ့ကွင်းလင်ကတော့နယူကာဆယ်အသင်းအတွက်တော်တော်လေးကိုအားအားရပွဲကောင်းတဲ့အနေအထားလေးတစ်ခုကိုတွေ့ရတယ်ဗျအဲ့တော့တိုက်စစ်ပိုင်းနေရာမှာ ံပါတ်ချမ်းမှာဂျက်ကော့မာဖီပေပတ်ချမ်းနေရမှာတော့ဟာဗီဘန်စ်ဒါမှမဟုတ်အန်တိုနီကော်ရွန်နံပါတ်9ရောမှာတော့လီဗာပူးသင်းရဲ့ခံစစ်ကိုတော်တော်လေးကိုဒုက္ခပေးနိုင်တယ်အလက်ဇန်ဒါအိုက်ဆက်ကိုလည်းထပ်ပြီးတွေ့ရဖို့ရှိပါတယ်အဲ့တော့နှစ်သိန်းလုံးရဲ့ကျွန်တော်တို့စက်တယောက်စီးရင်အရာတော့နယူကာဆယ်အသင်းကလည်းခံစစ်ပိုင်းမှာနည်းနည်းလေးအားနည်းချက်တွေရှိတယ်ဒဏ်ရာပြဿနာရှိသလိုလီဗာပူးသင်းရဲ့ခံစစ်ပိုင်းကညာဘက်ချမ်းမှာလည်းတော်တော်လေးကိုကျွန်တော်တို့အားနည်းချက်တွေရှိကောင်းရှိနိုင်တယ်ပြအဲ့တော့ဒီအားနည်းချက်တွေကိုဘယ်အသင်းအသာစီးရနိုင်မလဲလူစင်းအင်အားတိုက်စစ်ပိုင်းနဲ့ကွင်းလက်ဘက်မှာတော့အရင်ကြီးမကွာဘူးဆိုမှလည်းခံစစ်ပိုင်းအင်အားအရာတော့နှစ်သိန်းလုံးမှာအားနည်းချက်ကိုစီးနေတဲ့အတူဒီပွဲစဉ်ကိုဘယ်အသင်းကပို့ပြီးတော့များအခွင့်အရေးကောင်းယူနိုင်မလဲဘယ်အသင်းက င်းရမှာကိုယ့်ရဲ့အားနည်းချက်ကိုအကောင်းဆုံးပြန်ပြီးတော့ဖာထင်းနိုင်မယ်ဆိုတာအစဆောင်ကြည့်ရမယ်ပုံစံမျိုးလေးဖြစ်ပါလိမ့်မယ်ဗျ။ ဟုတ်ကဲ့ကိုဆိုတော့လက်ရှိလူစင်းအင်အားတော့လီဗာပူးဘက်ကတော့တော်တော်လေးကိုအားသာချက်တွေရှိနေတာကိုတွေ့ရတယ်ဆိုပေမဲ့ဒီကစားသမားတွေရဲ့ပွဲပန်းမှုကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့ထက်ပြီးတော့တွေ့ရလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါကျွန်တော်တို့ဒါဆာလက်အနေနဲ့ရောဒီနေ့ပွဲစဉ်မှာထက်ပြီးတော့တို့အနေနဲ့ခြေစွမ်းပြနိုင်အောင်လာနောက်ကျွန်တော်တို့ဒါအဓိက lesson အာနိုကလည်းဒါရှေ့ပွဲစဉ်မှာတို့အနေနဲ့ဒဏ်ရာရွာဆိုတော့ဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့ပါဝင်နိုင်မလားမပါဝင်နိုင်မလားဆိုတာတော့တခုတော့ရှိတယ်အကယ်၍သူသားမပါဝင်နိုင်ငယ်ဦးဆိုတော့လီဗာပူးအသင်းရဲ့ညာတောင်ပိုင်းခံစစ်ကတော်တော်လေးကိုအားနေသွားနိုင်ချေရှိရပြတခြားဒဏ်ရာကစားသမားတွေကလည်းဒီနေရာမှာရှိနေရဆိုတော့ဒါ ါကျွန်တော်တို့ဒါညာတော့မှခန်စစ်အားနေသွားရင်လီဗာပူးအနေနဲ့အရင်လိုမျိုးဒါလှုပ်ရှားနိုင်မှာမလားတစ်ဖက်ကဒါမိုမက်ဆာလာစီကိုဘောလုံးရောက်အောင်ပို့ပေးနိုင်မဲ့ဒါကစားသမားနေပါသွားတယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါလီဗာပူးအသင်းအနေနဲ့အကောင်းဆုံးဒါဒီပွဲစဉ်ကိုထပ်ပြီးကြော့ဖြတ်သွားနိုင်အောင်မလားဒါလေးတစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်တစ်ဖက်ကနယူကာဆယ်အသင်းကတော့သူတို့ရဲ့အားသာချက်ဖြစ်တဲ့ဒါအထောင်တိုက်စစ်နောက်တိုက်စစ်ပိုင်းနဲ့ဒါကွင်းလယ်ပိုင်းဆိုင်ရာအရာမှာတော့ဒီယာဒီမှာလည်းသူ့အနေနဲ့တော်တော်လေးကိုကောင်းမွန်နေဆိုပေမဲ့ကျွန်တော်ခန်စစ်ပိုင်းအင်အားတော့ဒီယာဒီမှာသူ့အနေနဲ့ဂိုးတွေပြန်ပြီးတော့ပေးရတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဗျသူ နျူကာဆယ်ယူနိုက်တက်အသင်းရဲ့ခံစစ်ကတော့ဒါအခုချိန်အထိကိုအရင်အားရကျင်တဲ့ဖွယ်ရတော့မရှိသေးတာကိုတွေ့ရတယ်ဆိုတော့လီဗာပူးအသင်းရဲ့ခံစစ်ကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒါပို့ပြီးတော့အင်အားတောင့်တင်းကျစ်လက်မာကျော်တဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဗျာဆိုတော့ဒါကိုကျွန်တော်နျူကာဆယ်ယူနိုက်တက်အသင်းရဲ့ဒါတိုက်စစ်ကစားသမားအိုက်ဆက်အနေနဲ့ဘယ်လိုကြော်ဖြတ်သွားမလဲဆိုတာကဒီနေ့ပွဲစဉ်အဖြစ်ဖြစ်လာဖို့ရှိပြီးလီဗာပူးအသင်းရဲ့ဒါကျွန်တော်ကစားသမားတွေပွဲမပန်းငင်ပေါ့နော်ဆိုတော့အဓိကပထမပိုင်းအဲနဲ့ကျွန်တော်ဒါမိနစ်60လောက်အထိမှဒါတွင်းကိုများတွင်းယူနိုက်ခဲ့မှဆိုရင်တော့ဒီနေ့ပွဲစဉ်ကိုတော့စုံမိုးသွားဖို့ရရှိတယ်ဆိုပေမဲ့တွင်းကိုဒါမိနစ်60အတွင်း လောက်မှာမတွင်းယူနိုင်ခဲ့ဘူးဆိုရင်တော့လေဘာဘူးအသင်းအတွက်လည်းရုန်းကန်ရနိုင်ရရှိရပွဲစံတပွဲဖြစ်သွားဖို့ရရှိပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုကျွန်တော်လီဗာပူးအသင်းနဲ့နယူကာဆယ်ယူနိုက်တက်အသင်းတို့ဒါရှင်ပြိုင်ကစားကြမယ့် EFL Cup Final ပွဲစဉ်မှာဒီတစ်ခေါက်တော့ဒါလီဗာပူးအသင်းကဒါကျွန်တော်တို့ဒါရနိုင်ချင်ရှိတဲ့သူအနေနဲ့စုဖလားနှလုံးမဲကြံတော့တယ်ဆိုတော့ချန်ပီယံလီကလည်းနောက်ဆုံးပွဲစဉ်မှာထွက်ခွာခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာသာထပ်ပြီးတော့ရှုံးနိမ့်ခဲ့လို့မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့တပတ်အတွင်းထဲမှာဖြစ်ဖြစ်သွားတာတွေကအရင်များပြားသွားလိမ့်မယ်ဗျပရိသတ်တွေအတွက်လည်းဒါတိတ်ပြီးတော့လက်မခံနိုင်စရာအနေအထားတစ်ခုရောက်ရှိသွားလိမ့်မယ်ဆိုတော့ဒါကျွန်တော်ဖလားလန်းချောင်းပေါ်မှာတောက်လျှောက်ပြေးလာခဲ့ပြီးတော့မှဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒါရှုံးနိမ့်ခဲ့တယ်ဆိုတော့နောက်ဆုံးအနေအထားချတော့မှရှုံးနိမ့်ခဲ့ရတာမျိုးဖြစ်သွားလိမ့်မယ်ဗျ ဒါမှမဟုတ်လီဗာပူးအသင်းအနေနဲ့ရောလက်ခံနိုင်ပါမလားတစ်ဖက်ကညူကာဆယ်ယူနိုက်တက်အသင်းအနေနဲ့ရောသူတို့ဒီနေ့ပွဲစဉ်မှာတော့အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်နှစ်ပေါင်း80လောက်ဒါကျွန်တော်ဆူပလာမရရှိနိုင်ဖို့ဒါအဆုံးသတ်သွားမှာဖြစ်ပြီးတော့ဒါကျွန်တော်အသင်းပိုင်ရှင်အစ်စ်လက်ထက်မှာလဲဒါပထမအောင်ဆုံးရရှိတဲ့ဆူပလာတစ်ခုကိုဖြစ်လာဖို့အတွက်ဒါကျွန်တော်အသင်းပိုင်ရှင်ရောနီးပြားရောကစားသမားတွေတော့တွန်းအားကောင်းတစ်ခုဖြစ်နေတာကိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ညူကာဆယ်အသင်းကဒီတွန်းအားအကောင်းဆုံးအသုံးချသွားနိုင်ပါမလားတစ်ဖက်ကလီဗာပူးအသင်းကပဲနောက်ဆုံးရနိုင်ရည်ရှိတဲ့ဆူပလာနှလုံးထဲကဒါကျွန်တော်တို့နှလုံးစလုံးကိုရရှိဖို့အတွက်သူတို့ရဲ့ဒါစ ိတ်သက်ပြင်းပြနေမှုကိုကျွန်တော်မြင်တွေ့ရမှာအကိုရဲ့အမြင်လေးနဲ့ဒီနေ့ပွဲစဉ်ကရောဘယ်အသင်းကဆူဖလာကိုတိမ့်ပိုက်သွားနိုင်မယ်လို့ထင်လဲဗျဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ကျွန်တော်ပုံမှန်အတိုင်းနာလီဗာပူးအသင်းရပါတော့ကျွန်တော်ပုံမှန်အတိုင်းပုံမှန်ခြေပုံမှန်ဒီကစားသမားတွေနဲ့ပွဲပန်းတဲ့ဒဏ်ဝင်တာထည့်ပြီးတော့မစင်းစားအောင်ဆိုတော့လီဗာပူးအတွက်ကတော့အရင်ကျွန်တော်တို့ဘာမှအများကြီးစဉ်းစားနေရမလို့လေနိုင်ပွဲတစ်ပွဲပေါ်ဆောင်နိုင်မှုအတွက်အချိန်လေးရှိတယ်ဗျာဒါပေမဲ့အခုကပြန်ပြီးစဉ်းစားရမှာလီဗာပူးအသင်းရဲ့ကစားသမားတွေက တို့မှာရှိတဲ့အင်ပြစ်အပြည့်100%အပြည့်အဝအတုံးချနိုင်မှာမလားဆိုတဲ့အဓိကအနေထားလေးကိုပြန်ပြီးတော့စောင့်ကြည့်ရလာတဲ့အနေထားလေးဖြစ်လာတယ်။ PSG နဲ့ပွဲစဉ်မတိုင်ခင်တည်းကကျွန်တော်တို့ Liverpool သင်းရဲ့ပွဲပန်းတဲ့ဒဏ်တွေကိုကျွန်တော်တောက်လျှောက်တွေ့ခဲ့ရတာပဲ။အဲ့ဒါဒီ Everton နဲ့ Aston Villa တို့ကို2-0သေးကြတဲ့ပွဲစဉ်တွေက Liverpool သင်းရဲ့ကျွန်တော်ဒီကစားသမားတွေပွဲပန်းတဲ့ဒဏ်တွေကျွန်တော်တို့တွေ့ခဲ့ရတယ်။ဒါတွေကိုတော့ကျွန်တော်တို့ Man City တို့ Newcastle တို့ PSG တို့ပထမကြောင်မှာပြန်ပြီးတော့အနိုင်ရလဒ်တွေနဲ့ခြေဖြတ်ပြတဲ့အချိန်မှာ Liverpool သင်းနေရဲ့ပရိသတ်တွေ Liverpool သင်းကိုအားပေးရလူတွေတော့ Liverpool ကတော့ပုံမှန်တိုင်းလေး89နေလို့ထင်ပေမဲ့လည်းကျွန်တော်တောက်လျှောက်ကြည့်နေတဲ့အချိန်မှာ Liverpool ူးသင်းကတော့ရှေ့ဆက်နေရတော့မှန်တယ်ဒါပေမဲ့လေဗာပူးသင်းရဲ့ကစားသမားကြီးပွဲပန်းတဲ့ဒဏ်တွေကမိနစ်60နောက်ပိုင်းမှာတော်တော်လေးကိုတိတိတသားလေးကျွန်တော်တွေ့ခဲ့ရတယ် အဲ့ဒါလေးတို့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလည်းတွေ့ရတယ် PSG နဲ့ပြီးခဲ့တဲ့နောက်ဆုံးကျွန်တော်တို့ Champions League ပွဲစဉ်မှာလည်းတွေ့ရတယ် PSG အသင်းရဲ့တိုက်စစ်ပိုင်းကတော့ကျွန်တော်ဒီပြောရမယ်ဆိုရင်ပွဲချင်း minute အတွင်းမှာအပြတ်ဖြတ်နိုင်တယ်ဆိုရင်ကျွန်တော်တို့အချိန်ပိုလေးပိုင်းမရောက်ဘဲနဲ့ပြတ်သွားနိုင်တဲ့ခြေလေးရှိတယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ PSG အသင်းရဲ့တိုက်စစ်ပိုင်းကစွမ်းဆောင်ရင်ကြောင်းနဲ့ကျွန်တော်ဒီ twin goal တွေဒါကျွန်တော်ဒီပြောရမယ်ဆိုတော့ကောင်းမွန်ဖန်တီးနိုင်ခဲ့လို့ဒါကျွန်တော်ဒီအချိန်ပိုလေးရောက်သွားပါဒါကလည်းလက်ဘိုးအတွက်ပို့ပြီးတော့အဆိုးဝါးသောအနေထားတစ်ခုကိုပြန်ပြီးတွန်းပို့သွားလို့ဖြစ်သွားတယ်အဲ့တော့ ပွဲချင်း130လဲကန်လိုက်ရတယ်ပန်နီဒီလဲရောက်သွားတယ်အိမ်ကွင်းမှာလဲရှုံးသွားရဲဆိုတဲ့အနေထားကပွဲပန်းတဲ့အထံတဲ့အပြင်ကမှကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာလဲနည်းလေးတော့ကျွန်တော်တို့ပြောမယ်ဆိုချန်ပီယံလိဂ်ကထွက်ခွာခဲ့ရတဲ့အနေထားထိခိုက်မှုလေးတွေတော့ရှိနေမယ်အဲ့တော့ဒီပွားလေးကိုပြန်ပြီးတော့ဒီနှစ်ရက်၃ရက်လောက်အတွင်းမှာမယ်ပြန်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအရာကိုရုပ်ပိုင်းဆိုင်ရာအရာကိုပြန်ပြီးတော့ဒီ final အတွက်ကိုအသင်းဖြစ်ဖို့အတွက်ကရောလက်ဘဘူးကစားသမားရဲ့အနေနဲ့ဆွမ်းဆောင်ပြနိုင်ပါမလားအသင်းရဲ့နီးပြအဖွဲ့ဝင်တွေရောဒါတွေကိုပြန်ပြီးတော့တွန်းလှန်ပြနိုင်တဲ့အနေထားလေးကိုရှိပါမလားဆိုတော့လဲတန်တရားလေးရောရှိမယ်ဗျအဲ့တော့လက်ရှိခြေစွမ်းရတော့နီယူကာဆယ်ကလည်းအရင်အားရစရာမရှိဘူးဆိုပေမဲ့လေဂျော်ဒင်ဒန် ဲ့အဲကျွန်တော်ဒီကူမာရီဆိုတိုနာလီတို့ပြန်ပါလာတဲ့ကွင်းလေရတော့နျူကာဆယ်ရဲ့တော်တော်လေးကိုတောင့်တင်းတဲ့အနေအထားတခုပြန်ပြီးတော့ဖော်ဆောင်နိုင်တယ်ဆိုတဲ့အနေအထားလေးကျွန်တော်အရှေ့ကပွဲစဉ်တွေမှာကျွန်တော်တွေးခဲ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာဖြစ်လာနိုင်တဲ့အနေအထားရတော့ ပုံမှန်တိုင်းဆိုတော့လီဗာပူးအတွက်အရင်ကြီးဘာမှမခက်ခဲတဲ့ပွဲစဉ်တွေပဲဆိုပေမဲ့လည်းလက်ရှိလီဗာပူးသင်းရဲ့ပွဲပန်းတဲ့ဒဏ်ကြောင့်လာမိနစ်60အတွင်းပထမပိုင်း55မိနစ်ဒုတိယပိုင်း55မိနစ်လောက်ဖြစ်တဲ့မိနစ်60အတွင်းမှာလည်းလီဗာပူးသင်းအနေနဲ့ဦးဆောင်ဂိုးမရရှိခဲ့ဘူးအကယ်အခက်မသိလို့နျူကာဆယ်သင်းရတာဦးဆောင်ဂိုးတွေရရှိခဲ့တယ်ဆိုရင်တော့မိနစ်60အတွင်းမှာလီဗာပူးရလက်မကောင်းရင်တော့ပွဲချင်းနောက်ပိုင်းအတွင်းမှာလီဗာပူးရလက်ကောင်းဖို့အတွက်ခက်ခဲသွားနိုင်တဲ့အနေအထားလေးကိုကျွန်တော်ဖြစ်လာနိုင်လို့ထင်တယ်အဲ့တော့လီဗာပူးအနေနဲ့ဒီပွဲစဉ်မှာတော့မိနစ်60တဲ့ဆိုင်မိနစ်60လောက်မှနေမယ်ပွဲကိုအပြတ်ဖြတ်နိုင်အောင်နျူကာဆယ်သင်းကိုဦးဆောင်ဂိုးရရှိအောင်စွမ်းဆောင်ထားနိုင်ပြီးတော့အကယ်ဥပမာပြောရမယ်ဆိုရင်ဦးဆောင်ဂိုးရရှိထားရင် ော်တော့တကူအတာတဲ့ဆိုင်နှစ်ကူအတာလောက်နေပေါ့နော်2-0ဒါမှမဟုတ်ကျွန်တော်တို့ဆိုရင်3-1ဆိုရင်အနေထားလောက်ဒီပေါ့မိနစ်60လောက်ထည့်ရတာအပြတ်ဖြတ်ထားနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပြောချင်တာကတော့နှစ်ကူအပြတ်လောက်နေတာမိနစ်60အတွင်းမှာဦးဆောင်နိုင်တယ်လေဘဘူးတဲ့ပွင့်စင်ကောင်းတူပဲဖြစ်သွားနိုင်ပြီးတော့အကဲအခက်မသိလို့ယူကတ်ဆယ်အတင်းရတာဦးဆောင်ကိုရရှိထားတာအဲမိနစ်60အတွင်းလောက်မှာတေးကြနေတာဒါမှမဟုတ်လေဘဘူးတင်ရတဲ့မိနစ်60အတွင်းမှာတကူလောက်တာတာနေတာဦးဆောင်ထားနိုင်ငယ်ဆိုရင်တော့ပြန်နေပွင့်စင်မိနစ်30လောက်ကယူကတ်ဆယ်တဲ့ဖိအားတော့တော်တော်လေးလေဘဘူးတင်နဲ့ခံစားဖို့ရှိမယ်ဟိုလက်ရှိအနေထားရလေဘဘူးတင်ရဲ့ခြေစွမ်းပိုင်းအင်ရတော့ဒီကတရာတီလုံးတောက်လျှောက်ကောင်းလာခဲ့တယ်ဆိုရင်နောက်ဆ ုံးပိုင်းပွဲစဉ်တွေမှာ ဒဏ်ရပြဿနာတွေမှာနည်းနည်းလေးတိုးလာတဲ့အမြအဲ driver နေရာမှာ Alexander Arnold ဒဏ်ရရှိလို့တာဒီပွဲစဉ်မှာမပါဝင်နိုင်ခဲ့ဘူးဆိုရင် Mohamed Salah နဲ့တွဲကစားတဲ့အနေထားတွေ Mohamed Salah ကိုကျွန်တော်ဒီပြည်လဲနေပြီ Mohamed Salah ရဲ့အခွင့်အရေးတွေ chance creation တွေလုပ်ပေးတဲ့အပိုင်းမှာလည်း Liverpool အသင်းရဲ့ chance creation အပိုင်းမှာနည်းနည်းလေးကျဆင်းလာဖို့ရှိတယ်အဲ့ဒါပြင်မှာ set speed တွေမှာလည်း corner တွေ free kick တွေမှာလည်း Alexander Arnold ရဲ့ impact ကနည်းနည်းလေးမပါဝင်နိုင်တဲ့ခါကျရင် Liverpool အတွက်ရော့သွားနိုင်တယ်ထားလေးရှိတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ပြောမယ်ဆိုတော့ပုံမှန်တိုင်းရဆိုတော့ Liverpool အတွက်နိုင်မှုအတွက်အရင်မခက်ခဲတဲ့ပွဲစဉ်တွေပဲဖြစ်မယ်လက်ရှိ Liverpool အသင်းရဲ့ကစားသမားတွေရဲ့ပွဲပတ်တဲ့ Dan တစ်ဖက်က ူကာဆယ်ရဲ့ကစားသမားတွေလန်လန်ဆော့ဆန်းနဲ့အပြည့်အဝအနားရရှိထားပြီးတော့အင်ပြအပြည့်ကစားနိုင်မယ်အနေထားဆိုတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကတော့မိနစ်90အတွင်းအပြည့်ပေါ်ဖို့တော့တောင်းနည်းနည်းလေးစဉ်းစားခဲ့တဲ့အနေထားလေးမှရှိမယ်အဲ့တော့အခက်မသိရင်မိနစ်90အတွင်းမှာတေးကြပြီးအချိန်မူတွေပိုင်နေထိရောက်သွားပြီးအချိန်မူပိုင်နေတီဆိုရင်တော့ညူကာဆယ်တင်းကနည်းနည်းလေးပို့ပြီးအသာစီးရသွားနိုင်တဲ့အနေထားရှိပြီးတော့ပွဲကစားရင်မိနစ်90အတွင်းအပြည့်ပေါ်ခဲ့မယ်ဆိုရင်တော့လီဗာပူးအသင်းအနေနဲ့မိနစ်60လောက်မှသာအကောင်းဆုံးအခွင့်အရေးတွေအသုံးချပြီးတော့အပြတ်ထပ်ပြန်နိုင်ခဲ့တယ်ဆိုတော့လီဗာပူးအသင်းရဲ့နိုင်ဝဲတစ်ပွဲကိုပေါ်ဆောင်နိုင်မှုရှိပြီးတော့မိနစ်60အတွင်းလောက်မှလီဗာပူးအနေနဲ့အသာစီးမရရှိခဲ့ဘူးဆိုရင်တော့ပွဲပြီးရက် လက်ကနျူကာဆယ်အသင်းအနေနဲ့အခက်မသိမဲ့နိုင်ဝါတာမျိုးဒါမှမဟုတ်လည်းကျွန်တော်ဒီပွဲချင်းမိနစ်60အတွင်းမှာတစ်ဖက်ကိုတကူးစီနဲ့တေချာနိုင်နေတဲ့အနေအထားမျိုးလေးကျွန်တော်တွေ့ကောင်းတွေ့ရနိုင်တယ်ဗျအဲ့တော့လီဗာပူးအတွက်အနိုင်ရရှိဖို့အတွက်ကတော့ပထမအဦးဆုံးမိနစ်60ကတော်တော်လေးရေးကြည့်ပြီးတော့အဲမိနစ်60အတွင်းမှာလာအကောင်းဆုံးရလက်တစ်ခုကိုဆွမ်းဆောင်ရင်ကောင်းမပြထားနိုင်နိုင်ခဲ့ဘူးမိနစ်60အတွင်းမှာလာအနိုင်ရမရှိခဲ့ဘူးဆိုရင်တော့ဒီပွဲစဉ်ကတော်တော်လေးကိုခက်ခဲသွားတဲ့ပွဲစဉ်တွေဖြစ်သွားနိုင်တယ်အဲ့တော့မိနစ်60အတွင်းရလက်ကိုကျွန်တော်ခံမန်းရမယ်ဆိုတော့တစ်ဖက်ကိုတကူးစီဒါမှမဟုတ်ရင်လီဗာပူးအသင်းအနေနဲ့ကျွန်တော်ဒီနှစ်ဂိုးတကူးဆိုရင်ရလက်နဲ့နိုင်သွားတဲ့အနေအထားလေးရှိနိုင်ပြီးတော့နျူကာဆယ်အသင်းအနေနဲ့တော့မိနစ်60လောက်ထိ ော့ကောင်းကောင်းလေးကျွန်တော်တို့တောင်းခံနိုင်ပြီးတော့နောက်ဆုံးပွဲချိန်မိနစ်ဒီမှာအသုံးချသွားနိုင်မယ်ဆိုတော့တို့တို့အတွက်လည်းမိနစ်90အတွင်းနိုင်ပွဲတစ်ပွဲရရှိဖို့အတွက်ပုံဆောင်နိုင်တဲ့အခွင့်အရေးတော့ရှိတယ်ဒါပေမဲ့အဖြစ်နိုင်ပွဲရလဲကောတစ်ဖက်တစ်ကိုးစီနဲ့တည်ကြတဲ့မိနစ်90ဖြစ်သွားပြီးတော့အချိန်ပိုလေးပန်နေတိရောက်ရှိပြီးပေါ်မှာအဆုံးဖြတ်ဖြစ်သွားနိုင်တဲ့ AFC Cup Final တခုကိုများမြင်တွေ့ရနိုင်မလားလို့ကျွန်တော်တို့ထင်မိပါတယ်ဗျ ဟုတ်ကဲ့ပါကွယ်ကျွန်တော်လီဗာပူးအသင်းရဲ့ဒါနောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်တော့မဟုတ်ပါဘူးဒါတို့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်၄ပွဲရဲ့တို့ရှုံးနေခဲ့တဲ့ပွဲစဉ်၃ပွဲရဲ့ပေါ့နော်ဆိုတော့ဒီအနေအထားကိုကြည့်ရင်အားဖြင့်ဒါအခုပြောခဲ့သလိုပဲတို့ရဲ့ပထမပိုင်းမိနစ်60ဘယ်လောက်အရေးပါတယ်လဲဆိုတော့ကျွန်တော်တွေ့ရတယ်ဗျာဆိုတော့တို့ရဲ့ twin goal အများစုအများစုဆိုတာဒါကျွန်တော်90%လောက်ဒီ twin goal တွေဒီဒါမိနစ်60ရှေ့မှာ twin ခဲ့တာဗျာဆိုတော့ဒီအနေအထားတစ်ခုကဒါမိနစ်60နောက်ပိုင်းမှာလီဗာပူးရဲ့ကစားအားတဖြည်းဖြည်းနဲ့ကျဆင်းလာတယ်ဆိုတာကကျွန်တော်ပြောလို့ရတယ်ဆိုတဲ့အနေအထားဒီနေ့ပွဲစဉ်မှာလဲကျွန်တော်တို့ဒါ newcastle အသင်းနဲ့ပထမအကြော်ပွဲစဉ်လို့ပဲပထမအကြော် ကြောက်မှာကျွန်တော်တွင်းကို2ကိုတွင်းယူနိုင်ခဲ့တယ်ဆိုတော့တွင်းကို2ကိုပေါ်မှာတကိုးတီဒါ7မိနစ်မှာတွင်းယူပြီးတော့တကိုးတီ63မိနစ်60ကြော်ကြော်လေးမှာသူတွင်းယူခဲ့တဲ့တွင်းကိုပြဒီတွင်းကိုတွေနဲ့ပဲနောက်ပိုင်းပွဲချိန်တွေမှာလည်းသူတို့အနေနဲ့အကောင်းဆုံးဒါကြော်ဖြတ်ပြီးတော့ပဲဒါကျွန်တော်တို့ဒါ Newcastle အသင်းကိုအနိုင်ယူခဲ့တာဗျာဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအဲ့ဒီလိုမျိုးကျွန်တော်မြင်တွေ့ရဖို့မျှော်လင့်နေဆိုတော့ဒါမိနစ်60အတွင်းမှာဆိုလီဗာပူးအသင်းက2ကိုးလောက်ထိတွင်းယူနိုင်ခဲ့တယ်ဆိုရင်တော့ဒီပွဲစဉ်ဒီလုံးဝလီဗာပူးအသင်းအတွက်ပွဲစဉ်တစ်ပွဲဖြစ်သွားမယ်ဒါမှမဟုတ်ဘဲနဲ့ Newcastle အသင်းကဒါဒီမိနစ်60ဒါအစောပိုင်းပေါ့နော်ဆိုတော့7မိနစ်ဝင်းကျင်လောက်မှာသူတို့အနေနဲ့တွင်းကိုတွင်း င်းယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းအတွက်ပြန်လာဖို့ရတော်တော်လေးခက်ခဲသွားမယ်ပွဲစဉ်တွေဖြစ်တယ်ဗျာ။ဘာဖြစ်လို့လဲဆိုပွဲချိန်ဒါကျွန်တော်တို့ကြာလာလေတွင်းကုန်းမတွင်းယူနိုင်လေကစားသမားတွေရဲ့ပွဲပန်းမှုတွေများလာလေဆိုတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လီဗာပူးအသင်းရရုံးကန်သွားရနိုင်ခြင်းရှိရဲ့ပွဲစဉ်တွေဖြစ်လာလိမ့်မယ်။ဆိုတော့ဒါသေချာတာတစ်ခုကတော့ဒါမိနစ်60လောက်ထိသူတွင်းကုန်းမတွင်းယူနိုင်ခဲ့ဘူး။ပွဲချိန်နှောင်းပိုင်းထိလည်းတွင်းကုန်းမတွင်းယူနိုင်ခဲ့ဘူးဆိုတော့အချိန်ပိုပန်နေဒီမှာတော့ကျွန်တော်နျူကာဆယ်ဘက်မှာပို့ပြီးရာခိုင်နှုန်းများတယ်လို့ပဲကျွန်တော်ခန်းစားရတယ်။ဆိုတော့နျူကာဆယ်ယူနိုက်တက်ဘက်မှာဒါကျွန်တော်တို့ဒါအကွေရွေးသူအနေနဲ့ ဒါပွဲချင်းအတွင်းထဲမှာတရေလောက်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်တော့မှပဲလီဗာပူးအတွင်းထဲကဒါစားချင်းအတူတူလောက်ပဲရှိတဲ့သူအနေနဲ့ဒါ ဒီနေ့ပွဲစုံအနိုင်ရရှိဖို့အတွက်ဒါအခွင့်အရေးတွေပို့ပြီးတော့များသွားလိမ့်မယ်ဗျဒါကိုလီဗာပူးအသင်းကဖြစ်ခံမှာမလားသူတို့အနေနဲ့အနိုင်ရရှိချင်တယ်ဆိုတော့ပထမအဦးဆုံးဒါမိနစ်60အတွင်းထဲမှာအကောင်းဆုံးစ조사ပြီးတော့ဒါအတွင်းကိုအတွင်းယူနိုင်တော့မှသာလင်ဒါနျူကာဆယ်ယူနိုက်တက်အသင်းကိုအနိုင်ရရှိမှာဖြစ်ပြီးတော့နျူကာဆယ်ယူနိုက်တက်အသင်းကအကောင်းဆုံးတောင်းခံပြီးကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်ပွဲချင်းနှောင်းပိုင်းတွေမှာလီဗာပူးအသင်းအကြပိတ်ရောက်လာတဲ့အချိန်သူတို့ရဲ့အကောင်းဆုံးပြန်လာနိုင်မှုကဒါသူတို့အတွက်ဒါအခွင့်အရေးပို့ပြီးတော့များသွားနိုင်ချင်ရှိရဗျအတွင်းကိုအနေနဲ့ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒါမိနစ်60အတွင်းထဲမှာဖြစ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့3ကိုအောက်ပဲ ဖြစ်လိမ့်မယ်ဗျဆိုတော့အကယ်၍လီဗာပူးအသင်းက2ဂိုးလောက်သွင်းယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့နျူကာဆယ်အသင်းကိုအကောင်းဆုံး PRP နှားနာမှာဖြစ်ပြီးတော့နျူကာဆယ်အသင်းရတာအတွက်သွင်းကိုတကိုးသွင်းယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့မိနစ်60အတွင်းထဲမှာဒီသွင်းကိုခြေဖြတ်ဖို့အတွက်စ조사ရမယ်အကယ်၍မစ조사နိုင်ဘူးဆိုတော့လီဗာပူးအသင်းကဒါကျွန်တော်ကဲမကောင်းအကြောင်းမလို့ဆိုတယ်ပဲရှုံးမွေးပွဲတီအောင်ဂျုံတွေ့သွားနိုင်နေရှိတဲ့အနေအထားတစ်ခုဗျနိုင်မယ်ဆိုရင်တော့လီဗာပူးဘက်မှာဒါမိနစ်60အတွင်းထဲမှာအကောင်းဆုံး조사မယ်ဆိုလို့ရှိရင်တော့သူတို့မှာနိုင်ဖို့ရာဂိုင်းတော့အပြည့်အဝရှိတယ်ဆိုပေမဲ့ဒါပွဲချိန်နှောင်းပိုင်းမှာတော့ကျွန်တော်နျူကာဆယ်ဘက်ကတော့ပို့ပြီးတော့သဘောကျမိတယ်ဒီနေ့ပွဲစဉ်မှာတော့ ော့ဒါပဲအတင်းရနိုင်နိုင်ကျွန်တော်တို့ဒါ၃ဂိုးအောက်ပေါ့နော်၂ဂိုးနဲ့အထက်ကိုတော့မြင်ရမယ့်ပွဲစဉ်တစ်ပွဲတည်းဆိုလို့ရှိရင်တော့လေဘဘူတဲ့ရနိုင်မယ်ဆိုရင်တော့ဒါ 2C ဆိုတဲ့ရလက်မျိုးဒါအကယ်၍ဒါ Newcastle ဘက်ကတော့ပြန်ပြီးတော့ခြေပားနိုင်မယ်ဆိုရင်တော့2-1ဆိုတဲ့ရလက်လောင်းနဲ့အနိုင်ရရှိသွားနိုင်ရှိပြီးအကယ်၍ Newcastle ဘက်ကတော့ဂိုးပို့ပြီးတော့ဒါဆော့ဆော့စီစီရသွားခဲ့မယ်ဆိုလို့ရှိရင်တော့လေဘဘူအတင်းတော့ပို့ပြီးခက်ခဲသွားမယ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒါကျွန်တော်မိနစ်60အတွင်းထဲမှာဒါအနိုင်ရှုံးမသေးခွဲဘူးဆိုတော့ Newcastle အတင်းကစူဖလာသိမ်းသွားနိုင်မယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်သွားပါလိမ့်မယ်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော်ကလီဗာပူးအသင်းနဲ့ညူကာဆယ်အသင်းတို့ရှင်ပြန်ကစားကြမယ့် EFL Cup Final ရဲ့ပွဲချိန်လို့လည်းချက်တော့ပြန်ပြီးပြောပြပေးပါဦးမြတ်ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ EFL Cup ရဲ့ Final အဖြစ်ညူကာဆယ်အသင်းနဲ့လီဗာပူးအသင်းတို့ကအခုလာမယ့်ဒီနေ့ည7:00နာရီမှရှင်ပြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့လီဗာပူးအသင်းနဲ့ညူကာဆယ်အသင်းတို့ရှင်ပြန်ကစားကြမယ့် EFL Cup Final Wembley Queen ထဲမှာရှင်ပြန်ကစားကြမယ့်ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ချက်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်နဲ့တူလည်းပြန်လာခဲ့ပါအောင်မြတ်